ရန်ကုန်တိုင်းလှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာနိုင်ငံရေးပြစ်မှုနဲ့ဖမ်းဆီးခံထားရတဲ့အမျိုးသမီးတူကိုကြားဖြတ်ကဲထုတ်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။မနေ့ကဇူလိုင်လ၁ရက်နေ့ည9နာရီလောက်ကလှိုင်သာယာအရှေ့ပိုင်းရဲစခန်းမှာဖမ်းဆီးခံထားရတဲ့အမျိုးသမီးတူကိုဒူရဲအုပ်အမျိုးသားတူနဲ့ဒူရဲအုပ်ရဲမေတူတို့ကစေကန်းကိုပို့ဆောင်စဉ်မင်းကြီးမဟာမင်းအောင်လမ်းမှာလူတစုကတနက်နဲ့ပြစ်ခတ်ပြီးကြားဖြတ်ကဲထုတ်သွားခဲ့ပါတယ်။ အဲ့ဒီလိုပြစ်ခတ်ကကဲထုတ်မှုကြောင့်ဒူရဲုံတူသေဆုံးပြီးရဲမေတူမှပြင်းထန်ဒဏ်ရာရရှိခဲ့ကဆေးရုံကိုပို့ဆောင်ထားရတယ်လို့ရဲသတင်းရင်းမြစ်စီကသိရပါဗျ90ညနဲ့ဖမ်းထားတဲ့အမျိုးသမီးကိုမြို့နယ်ဆေးရုံမှာအရေးပေါ်ပြဖို့ရဲတွေခေါ်လာချိန်ပြစ်ခတ်ပြီးကဲထုတ်သွားတာလို့ရဲသတင်းရင်းမြစ်က ERR Times ကိုပြောပါဗျအဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ကနိုင်တရာမြို့နယ်အပြင်ရန်ကုန်မြို့နယ်နဲ့ဒလားစိတ်တို့အပအဝင် တန်လင်းမြို့နယ်တို့ကပိတ်ဆို့ဆစ်ဆေးခဲ့ပါတယ်။ရန်ကုန်မြို့ကိုပိတ်ဆို့ရှာဖွေပြီးနောက်ဒီနေ့ဇူလိုင်လ2ရက်နေ့မနက်ပိုင်းမှာပြစ်ခတ်ကဲထုတ်သွားတဲ့အဖွဲ့ကိုတန်လင်းမြို့နယ်ဘောတပြေကန်ကျေးရွာအနီးမှာလက်နက်တွေနဲ့တူဖမ်းဆီးရမိခဲ့တယ်လို့ရဲတရင်ရမျက်စီကသိရပါတယ်။